တရားဝင်ပွဲသတင်းမကြေညာသေးပဲပွဲသတင်းဖြန့်သူတွေကိုအခုလို3 base ကပြောလိုက်တဲ့ကျော်ဇော်ဝင်မင်္ဂလာကြားကြီးကျော်ဇော်ဝင်ကတော့အခုလက်ရှိမှာတော့ထိုင်းနိုင်ငံဖက်ဒက်ဂျဲမှာမွေထိုင်းနစ်စနစ်တွေကိုလေ့လာတင်ကြားနေပြီဖြစ်ပါတယ်။တငယ်ချင်းလိုဆီယလဝိုင်း 2K နဲ့လေ့ကျင့်နေပြီးတော့ရလက်ကောင်းတွေရရှိဖို့အတွက်အပြင်းထန်လေ့ကျင့်ပြင်ဆင်နေပြီဖြစ်ပါတယ်။ဖက်ဒက်ဂျဲမှာတော့အားလုံးနဲ့လည်းအစဉ်ပြေတဲ့ဆက်ဆံရေးရှိထားပြီးတော့အထူးသဖြင့်ဖက်ဒက်နဲ့မောင်နှမတွေလိုဆက်ဆံရေးကိုပိုင်ဆိုင်ကားကဖက်ဒက်ကလည်းပြပြောနေတဲ့သူဖြစ်ပါတယ်။ဒါပြင်ကျော်ဇော်ဝင်တယောက်ကတော့ဂျင်းမှာရှိတဲ့ဆီနီယာတွေကလည်းနစ်စနစ်ပိုင်းပညာတွေကိုတင်ကြား ားပေးနေတာဖြစ်လို့မကြမီအချိန်တစ်ခုကျွန်းမှာတော့အရစ်ချင်းကောင်းတွေနဲ့မန္တလာကြားကြီးကိုတွေ့မြင်လာရဖို့ရှိနေပြီဖြစ်ပါတယ်။လဝိပိုင်းပညာနဲ့ပတ်သက်ပြီးတော့အရေးချင်းကောင်းတွေကိုပိုင်ဆိုင်ထားတဲ့ကျော်ဇော်ဝင်ကတော့မာကုံတက်လုံး ကောင်းသူတယောက်ဖြစ်လို့မကြမီမှာတော့ one year စင်မြတ်ချမ်းမှာခက်ကြမ်းကြမ်း fighter two အဖြစ်အမြင်တွေ့လာဝယ်ရှိနေပါတယ်။ဒီလာထဲမှာပဲပွဲသတင်းနဲ့ပတ်သက်ပြီးတော့သတင်းတွေထွက်ပေါ်လာခဲ့ပြီးဖြစ်ပါတယ်။စာချုပ်ချုပ်ဆိုလိုက်ပြီးဖြစ်တာကြောင့်လဲပွဲသတင်းကတော့တေချာတော့ပါပဲနော်။ဒါနဲ့ပတ်သက်ပြီးတော့ဂျိုဇွန်ဝင်းကတော့ပွဲသတင်းအမှားတွေမဖြန့်မှုအတွက်အခုလိုမျိုးသူ့ရဲ့ social media အကောင့်ကနေ dissent တရားဝင်ပြောဆိုလာခဲ့ပါတယ်။ ဝမ်ငါပွဲတဲ့နဲ့ပတ်သက်ပြီးတော့တင်ဝင်မထုတ်ပြန်သေးခင်မှာဖိုက်တာရီဘက်ကလည်းဆိုရှယ်မီဒီယာမှာတင်ပိုင်ခွင့်လုံးဝမရှိပါဘူး။ဒါကြောင့်သတင်းတွေဖြန့်လာခဲ့တဲ့အပေါ်မှာတော့ကျော်ဆောင်ဝင်းအနေနဲ့အခုလိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်။ကျော်ဆောင်ဝင်းက ဝမ်ငါတင်းဝင်မကြညာခင်မှာကျွန်တော်ပွဲစဉ်ကဘယ်ပွဲမှအတိမဟုတ်ပါဘူးကျွန်တော်ဘက်ကလည်းဝမ်နဲ့ကလပ်ဘက်က official မကြညာခင်ပွဲနဲ့ပတ်သက်ပြီးတော့ဘာမှထုတ်ပြန်ထားခြင်းမရှိသေးပါဘူးတခုခုအမှောင်ရင်ပြဿနာဖြစ်ရင် official မကြညာခင်ကျွန်တော်စီကခွင့်ပြုချက်လည်းမရပဲတရင်တင်သူတွေသာတာဝန်ယူသွားမှာဖြစ်တဲ့အကြောင်းသတိပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဆိုပြီးတော့သူ့ရဲ့ social media page ကနေတဆင့်တုံ့ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်ဝမ် championship ကတရားဝင်အတိမပေးမချင်းဘလို့ fighter မျိုးကမှအပွဲအကြောင်းပြောပြပိုင်ခွင့်မရှိပါဘူးနော်အခုလာထဲမှာတော့ပွဲသတင်းကြားရတာမှန်တယ်ဆိုပြီးမြင် ကျော်ဆောင်ဝင်တယောက်ပဲဖိုင်တာနဲ့ထိုးသိမ်းရမလဲဆိုတာကိုတော့မသိရှိရသေးပါဘူး။ကျော်ဆောင်ဝင်အနေနဲ့ကတော့သူနဲ့ထိုးသိမ်းရမယ့်ဖိုင်တာကိုသိရှိခွင့်ရရှိနေလောက်ပြီဖြစ်ပါတယ်။ဒါကြောင့်လဲပြိုင်ဘက်ဖိုင်တာရဲ့အာသာချက်အားနဲ့ချက်ဒီကိုလေ့လာပြီးတော့ကြိုတင်ပြင်ဆင်နေလောက်ပြီလို့လည်းထင်ပါတယ်ရှင့်။ပြည်သူတွေမျောနေနေကြတဲ့မန္တလေးကျော်ဆောင်ဝင်ကိုတော့မကြမီ1 championship ရဲ့စင်မြတ်ချက်မှာမြင်တွေ့ခွင့်ရတော့မှာဖြစ်ပါတယ်။ကျော်ဆောင်ဝင်တရား1 championship ရဲ့ပွဲဥချက်ပွဲမှာပြိုင်ဘက်ကိုအနိုင်ထိုးသက်ပြသွားနိုင်မလားဆိုတာကတော့ကျမတို့တွေအတူတူစောင့်ကြည့်အားပေးရမှာဖြစ်ပါတယ်။ ကျောင်းဝင်ပွဲကိုစောင့်မျှော်နေကြသူတွေအတွက်ဒီလထဲမှာကြည့်ရှုအားပေးရတော့မှာပါနော်ပွဲကလည်းဒီလထဲမှာဖြစ်ဖို့များနေတာမို့ပြန်ဖက်ဖိုင်တာကိုတော့မကြမ်းအချင်းတစ်ခုအကျွမ်းမှာဝမ်ချန်ပီယံရှစ်ဘက်ကတရားဝင်ချပြလာတော့မှာပဲဖြစ်ပါတယ်ကျောင်းဝင်နဲ့အတူဒီလထဲမှာပဲစွန့်တဲ့တက်ပွဲလည်းရှိနေပါတယ်တပွဲနဲ့အတူတူကစားရဖို့လည်းများပါတယ်ဒါပြင်ကျောင်းဝင်ရဲ့အကိုဆရာဝမ်2ခေလည်းပွဲရှိနေတာမို့လက်မလွတ်တမ်းအားပေးကြည့်ရှုကြဖို့ပြောချင်ပါတယ်ရှင်ကေပရိသတ်ကြီးတို့ရောမန္တလာကျောင်းဝင်ရဲ့ပွဲကိုအားပေးကြဖို့အဆင်သင့်ပါပဲလားနော်